ပုံမဆွမ်းရဲ့ဟဲ product တွေကကြတော့တဘာဝဆွမ်းပြပစ္စည်းတွေပေါ့စိုက်ပျိုးသူတွေလည်းချမ်းသာမြေစီလွားလည်းကျမ်းပါစိုက်ပျိုးရဲ့ဒီတောင်သူတွေစိုက်ပျိုးရေးသမားတွေလည်းဈေးသက်သက်သာနဲ့ဒီမြေစီလွားကိုအားဖြည့်ပြီးတော့အသုံးလို့ရရဲ့ပစ္စည်းတွေကပြည်ဝင်ထုတ်ကုန်ဖြစ်တဲ့အတွက်ပုံမှာပစ္စည်းပြတ်တောက်ခြင်းတွေအဲ့ဒါကြီးစိတ်ပူစရာမလိုဘူးအဲပြီးတော့နောက်တစ်ခုကကျွန်တော်ဈေးဒီဈေးနှုန်းလေးတွေပေါ့ အဲ့ဒီဈေးနှုန်းလေးတွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝအောင်မတည်မြဲနေဖို့တော့ကျွန်တော်အာမခံနိုင်ပါတယ်ဒါတောင်ကြီးလေသမားတွေအတွက်ကအဓိကအကျိုးပြုစေမယ့်အရာကိုတကယ်ရည်ရွယ်ပြီးတော့မှထုတ်လုပ်ထားတဲ့ဒီ product တွေဖြစ်တဲ့အတွက်ကိုလုံးဝမှာစိတ်ချယုံကြည်စွာနဲ့ပေါ့နော်ဒီ OEM လာပြီးတော့ကျွန်တော်တို့ရှိမှရှောက်လို့ရပါတယ် မစင်လေးပူပူစွမ်းပေါ့နော်အဲတဘာဝအဖြစ်အမြောစာပေါ့နော်အဲသူတို့ရဲ့အလှပွဲလေးပါဒါကတော့အောင်စရာမင်းပရာဟိတာကျောင်းမှာဒီစာတင်ကျောင်းအတွက်ပေါ့နော်သူ့မိုးလဲထူရဲနှစ်ဘဝရင်နေစွန်းလဲထူပြီးတော့ဒီနေ့လဲသားကလေးကိုလဲထူပါရဲအဲတော့ပြီးွားတော့ဒီပူပူစွမ်းအာပြီးတော့တစ်ပင်လေးလဲစိုက်ပါပေါ့နော်ကလေးနဲ့အတူတူ ကျွန်တော်တို့ဒီပူပူဆွမ်းရဲ့ဒီဇလန်းတွေစီရီလေးကျွန်တော်ရိုက်ထားရပေါ့နော်အဲအဲ့တော့ကြောင့်လည်းပြီးတော့ဒီလိုကိုကျွန်တော်ဒီပရိုက်တာပွဲလေးမှာလာပြီးအတူလေးလုပ်တဲ့အတွက်ကိုအဲပွဲလာတက်တာပေါ့နော်ဝရနေထာယာ ်စွမ်းရဲ့ဟဲ product တွေအကြတော့တဘာဝစွန့်ပစ်ပစ္စည်းတွေပေါ့ပြီးတော့တဘာဝစွန့်ပစ်ပစ္စည်းတွေကဘယ်ကနေရနိုင်လဲအများဆုံးပေါ့အဲရနိုင်တဲ့ပုံမှာအမှုစီဝါတွေနဲ့နော်ဒါကတော့ဟိုနိုင်ငံတကာမှာလည်းဒီရှိရယ်နိုင်ငံတကာမှာဒီနည်းပညာတွေကရှိပြီးသားပေါ့များသောအားဖြင့်ဂျပန်တို့လိုကျောင်းနိုင်ငံတွေပေါ့ကျောင်းနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီငါးစွန့်ပစ်တဲ့အဲတယံစာတပေါ့ သူ啊ဆိုလို့ရှိရင်တန်ဇာတာတော့တန်ဇာတာပဲဆွန့်ပြစ်တဲ့အနေနဲ့မလွတ်ပြစ်ဖဲနဲ့အမှုစည်းဝါးကိုချိန်ခံပြီးတော့ပေါ့နော်ဒါဂျပန်နိုင်ငံတို့ဩစတြေးလျတို့အင်္ဂလန်တို့မှာတုံးတဲ့နည်းတွေပါပဲအဲ့ဒီနည်းတွေကိုချိန်ခံပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ် ဒီဆေးသုံးတဲ့အခါကျတော့ဥစ္စာဒီဓာတုဆေးတွေတိတ်မသုံးရတော့ဘူးရှော့လို့ရတယ်ရှော့လို့ရတယ်အသိအပွင့်လည်းကောင်းတယ်အဆင်အဆန်လည်းကောင်းတယ်နောက်ပြီးစပားအကျဉ်းလုံးလည်းနည်းတယ်စပားအကျဉ်းလုံးနည်းနောက်ပြီးစပထွက်လည်းမှန်လာပေါ့နော်မှန်လာနောက်ပြီးတော့ကျွန်တော်ဒီနေ့ဆိုရင်ဥစ္စာ135ဓာတ်တင်ရတယ်ဥစ္စာကာလိုင်းအား၄သုံးတာဟောနှိပ်ခွဲပဲပြန်သုံးတယ်နှိပ်ခွဲဥစ္စာပေါ့တိတ်ခွဲရှော့ချလိုက်တယ် ဆော်လိုက်တော့အထွေလုံးကခါရိုင်းရတရားထွက်တယ်။နေ့ကစံချင်းမီတော်ပြန်ခွင့်မှာဝင်တော့145တွေထွက်တယ်။145လေးတော့နေ့ကမှဟိုတတရားတတရားစုရတယ်။အာအတိုင်းမီပေါ့ခါရိုင်းရတရားကိုမနေ့လောက်ရတယ်ပြီးတော့ရှိတဲ့ပုံရစိတ်လည်းနေလက်သက်သာသွားတာပေါ့နော်။ပြီးတော့ဓာတိဝတ္ထုတန်လေးအားလုံးခံလို့ရပါဘူး။အခုအစပေါ့ကျွန်တော်စပါးဆိုလို့ရှိရင်ဟုတ်ကဲ့ကြောင်းမယ်ဆိုလို့ရှိရင်သူများထက်သပိတ်ကိုပေးတယ် အဲ့ဒီတင်းပုတ်ပဲတော့ဆံရိုးကကောင်းတာဟုတ်ဆံရိုးကောင်းတဲ့အတွက်ပူပေးကြတော့ကျွန်တော်ဟိုကစံတာကြည့်တဲ့အခါကျတော့ဆံရိုးကလည်းကောင်းတဲ့စပါးလည်းညီတယ်အယောင်ကလည်းကောင်းတယ် ဟုတ်ဒီထုတ်ကုန်တွေကတော့ကျွန်တော်တို့ပူဆန်းကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ဒီ product လေးတွေဆိုလို့ရှိရင်တော့တဘာဝမြေဩဇာအဖြစ်ရည်ရဲ့ပြီးတော့နောက်ထပ်ကျွန်တော်တို့အဆလမွန်ငါအမိုင်နိုအက်ဆစ်စရတာကိုကျွန်တော်ထုတ်လုပ်ထားတယ်အဲ့ဒီအပြင်ကုန်မကောမှာအဲကျွန်တော်ဒီအချိုးပြုအနုဇီဝပိုးရည်ပေါ့နော် EM အဲအဲ့ဒါလည်းဒူဒေါက်တာ Flash စရတဲ့ကျွန်တော် product တွေကိုထုတ်လုပ်ထားတယ်အဲ့ဒီအပြင်ကုန်မှာပဲအခုအနံ့အစိုးနဲ့ဒီ ်အဆိုင်ခဲပြောက်ဆေးကိုလည်းထုတ်လုပ်ဖို့အတွက်အသင့်ဖြစ်နေပြီပဲလည်းဖြစ်ပါရယ်ခင်ဗျနောက်ထပ်နောက်ထပ်လည်းကျွန်တော်ဒီလိုမျိုးတဘာဝဆေးရည်တွေကိုကျွန်တော်ထုတ်လုပ်ပြီးတော့မှအဲဘယ်လိုပြောမလဲပရိသတ်ကြီးကိုရောက်ချဖို့အတွက်လည်းကျွန်တော်တို့စူးစမ်းနေပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ပါတယ်ပူဆွမ်းရဲ့ကျွန်တော်တို့အဓိကအားသာချက်ကပေါ့နော်ကျွန်တော်တို့ကတဘာဝဒီအတိုင်းကိုမှမြေဩဇာကျွန်တော်တို့ကလှုပ်ထားတာဖြစ်တဲ့အတွက်ကိုမှသူ့ရဲ့ ဒါကြော်ကြားမှုဆိုရင်လည်းပဲဒီကျွန်တော်တို့ကတောင်မူလေသမားတွေကိုအဓိကအားဖြင့်အကျိုးပြုနိုင်တဲ့ဒီဓာတ်မြေဩဇာဖြစ်တဲ့အတွက်ပေါ့နော်ဒါသူ့ရဲ့အောင်မြင်မှုတစ်ခုကိုရရှိပြီးတာဖြစ်ပါတယ်ခင်ဗျာသဘောမျိုးသာပြောတဲ့တော့ chemical တွေဘာလဲတိတ်ပြီးသုံးထားခြင်းမသုံးထားဘူးပေါ့နော်သဘောမျိုးသာရုံးချီချီနဲ့လည်းလုပ်လို့ရတယ်ကျွန်တော်ဈေးနှုန်းဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဘယ်လိုပြောမလဲတင်းတင်းနဲ့အနေထားနဲ့ပြီးတော့တည်ငြိမ်နေအောင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့အာမခံပေးနိုင်ပါလိမ့်ရခင်ဗျာ ဓာတ်မြေဩဇာဟိုလို chemical ပါတဲ့ဟာကြီးကြတော့စားသုံးသူအတွက်လည်းအမှန်တိုင်းပြောရင်အန္တရာယ်ရှိရပါတော့ဟုတ်တယ်ဟိုစားသုံးနေပြီးတော့ဈေးလဲဈေးလဲကြီးရမြေစည်းပိုင်းလဲပျက်စီးစေရအပင်တွေလဲပျက်စီးရဒါအမှန်တိုင်းပြောရအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီလိုမျိုးသဘာဝကနေဟိုလုံးဝ organically အဲ့လိုထုတ်ထားတဲ့ဒီလိုသဘာဝမျိုးဩဇာတွေပေါ်လာတဲ့အတွက်အရန်ဝမ်းတာပါတယ်အစိုက်ပျိုးသူတွေလည်း ချမ်းသာနေစည်းလွားလဲကြမ်းပါဟုတ်ကဲ့အဲ့ဒါအဲ့ဒါအတိုင်းအောင်ပေါ့နော်ပြီးတော့ဈေးလဲ organic ဖြစ်တဲ့အတွက်ဈေးလဲတက်တာရဲအဲ့တော့ site ဒီဟိုစိုက်ပျိုးရဲဒီတောင်တူတွေစိုက်ပျိုးရေးသမားတွေလည်းဈေးတက်တက်တာနဲ့ဒီနေစည်းလွားကိုအားဖြည့်ပြီးတော့အသုံးလုပ်ရရဲနောက်ဘက်ကဒီမြောင်းများတို့အဲဒီဘက် AR ဘီဘက်မှာလဲပေါ့နော်သူတို့သူတေသနာတွေနဲ့လှုပ်ထားပြီးတော့တောင်တူလဲသမားတွေနဲ့အများကြီးသူတို့သူတေသနာလှုပ်ပြီးတော့စိုက်ပျိုးရေးလဲလှုပ်ထားရဲအခုအခြေအနေမျိုးတွေမှာကျွန်တော်ဒီ twin ကုန်တွေပေါ့ twin ကုန်တွေကျွန်တော်တို့ရှားပါနေတယ်အဲ့တော့ကျွန်တော်တို့အခုပြည်တွင်းပြည်ပြည်တွင်းထုတ်ကုန်ပေါ့နော်အဲ့ဒီ ြည်တွင်းထုတ်ကုန်တွေပဲကျွန်တော်တို့ပြည်တွင်းထဲမှာရှိတဲ့တောင်သူဦးကြီးတွေကိုအကျိုးပြုစေဖို့အတွက်ရည်ရွယ်တယ်ပေါ့ပြီးတော့နောက်တစ်ခုကကြတော့လည်းကျွန်တော်တို့ရဲ့ဒီပစ္စည်းတွေကပြည်တွင်းထုတ်ကုန်ဖြစ်တဲ့အတွက်ကမှပစ္စည်းပြတ်တောက်ခြင်းတွေအဲ့ဒါစိတ်ပူစရာမလိုဘူးအဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်ဈေးဒီဈေးနှုန်းလေးတွေပေါ့အဲ့ဒီဈေးနှုန်းလေးတွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝအောင်မှတည်မြဲနေဖို့အတွက်ကိုကျွန်တော်အာမခံနိုင်ပါတယ်ခင်ဗျာ BM နဲ့ပူးပေါင်းမယ်ဆိုလို့ရှိလို့ရှင်တော့ကိုရိုင်းကိုကြထုတ်လုပ်ပြီးတော့ကိုယ့်ရဲ့ brand တစ်ခုကိုပေါ့နော်အဲဒီ brand တက်ကိုလည်းပေးမယ်ပေါ့ဒီနာမည်တစ်ခုကိုလည်းပေးမယ်ပြီးတော့ကျွန်တော်တို့စီကရရှိလာတဲ့ဒီပစ္စည်းတွေဆိုလို့ရှိရင်လည်းလုံးဝအာမခံတဲ့အပြင်ပေါ်မှာဒါတောင်ကြီးလေသမားတွေတို့ဘုံမှာအဓိကအကျိုးပြုစေမယ့်အရာကိုတကယ်ရည်ရွယ်ပြီးတော့မှထုတ်လုပ်ထားတဲ့ဒီ product တွေဖြစ်တဲ့အတွက်ကိုလုံးဝမှာစိတ်ချယုံကြည်စွာနဲ့ပေါ့နော်ဒီ OEM လာပြီးတော့ကျွန်တော်တို့ရှိမှရှောက်လို့ရပါတယ်ထူတောင်းတဲ့ကတော့ပူပူဆွမ်းလဲပေါ့နော်ဒီချက်မကဟိုပို့ပြီးတော့အောင်မြင်ပါစေဒီချက်ကောင်းတဲ့ quality တွေကိုလည်းအပြည့်ပြည့်ပြည့်စုံเนาะထုတ်လုပ်နိုင်ပါစေထုတ်ကုန်နေအများကြီးလဲထုတ်ကုန်နေအများကြီးလဲထုတ်နိုင်ပါစေဟုတ်ကဲ့ပါကျေးဇူးလေးအတူတူလေးအများကြီးပြုနိုင်ပါစေကျွန်တော်တို့အခုလိုမျိုး series တွေမှာတော့ကျွန်တော်တို့အခုလိုမျိုးအဲဒီလိုမျိုး value ခဏမျိုးပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့အားလုံးကိုဖိတ်ကြားပေးတဲ့အတွက်လည်းပူပူဆောင်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့အခုဒီ series တွေလေးအတွက်ပုံမှာလုံးဝထောက်ပံ့ပေးပြီးတော့ကျွန်တော်လုံးဝ performance ကိုအပြည့်အဝပေးလို့ဖြစ် ပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့လည်းအများကြီးအောင်မြင်ပါစေဒီထက်မကတော့ကောင်းချင်းများကိုထပ်မံပြီးရရှိပါစေလို့ဆုပေါ်တောင်းပန်ပါတယ်ခင်ဗျာအများကြီးအောင်မြင်ပါစေအကုန်လုံးဒါဆိုရင်ညီမရဲ့ပထမဆုံးဖြစ်လို့ပြောလို့ရပါတယ်ဆိုတော့ညီမကိုလည်းကျေးဇူးကွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပပူစွမ်းရောအာဒီကအကိုကြီးလည်းအများကြီးဒါအကိုဆိုရင်ညီမရဲ့အကိုရင်းလို့သဘောထားလို့ရတဲ့စီနီယာပေါ့နော်ဆိုတော့သူဆိုရင်လည်းအများကြီးတင် जा ပေးရယ်ပင်မန်နေဂျာတွေကနေပြီးတော့ညီမက คลีဆိုတော့သူတင်มาปัดเทင်းเนี่ยသူมาเป็นแม่နေจาเนี่ยနေပြီးတော့ကိုကြီးပြည့်ရတယ်လဲကိုကြီးသူတင်มาရယ်ပူပူဆန်းလေကြီးသူတင်มาရယ်ရှင်ကြီးသူတင်ပါတယ်ခင်ဗျာ